ကြည်ကြည်တက်ချမ်းသာကြွားတဲ့တထေးချင်းနဲ့လက်ထပ်ခဲ့ပေမယ့်ကံကြမ္မာအပြောင်းလဲတစ်ခုကြောင့်တာမန်လူဒန်းစားဘဝမှာသာလူမသိသူမသိဖြတ်သန်းနေခဲ့ရတဲ့ချမ်းမေမီကုံပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်။တရုတ်ဆောင်မင်းသမီးချော်လင်ချမ်းမေမီကိုကတော့တချိန်တုန်းကမြမရုပ်ရှင်လောကမှာနာမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ခဲ့သူပေါင်းချမ်းမေမီကိုက model လောကကနေတရုတ်ဆောင်လောကကိုဝင်ရောက်လာခဲ့သူဖြစ်တာကြောင့်ရုပ်ရည်ကအဆအကိုလုံးကိုပေါက်လဲလှပသူလေးဖြစ်ကောင်းဒုက္ခဒုက္ခမှာတော့အပိရပရိသတ်တွေနဲ့ပုရိသတွေဝိုင်းဝိုင်းလည်နေခဲ့သူလည်းဖြစ်ပါတယ်။မင်းသမီးတွေ င်မော်ရယ်ချောချောလေးတွေဘေးမှာခရိုနီတထေးကြီးတွေကဝိုင်းဝိုင်းလဲနေကြတဲ့အနုပညာလောကရဲ့ထုံးစံအတိုင်း မော်ရဲမင်းသမီးချော်လီချမ်မီမီကိုရဲ့ဘေးမှာလဲခရိုနီတထဲကြီးတွေကဝိုင်းဝိုင်းလဲခဲ့တာပေါ့အရင်ထဲကမှချမ်မီမီကိုဟာကြီးကြီးထက်ချမ်းသာကြွားတဲ့ခရိုနီတထဲကြီးဥသောထွန်းရှင်နဲ့ချမ်မီမီကိုကလက်ထပ်ခဲ့တာဖြစ်ပါတယ်တထဲကြီးဥသောထွန်းရှင်ကချမ်မီမီကိုကိုခန္ဓာကြီးကျယ်စွာလက်ထပ်ယူခဲ့ပြီးလကပါကိုတောင်ဟန်နီမွန်ခီထွက်မယ်လို့မီဒီယာတွေရှေ့မှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ချမ်မီမီကိုရဲ့မင်္ဂလာဆောင်သတင်းနဲ့လကပါကိုဟန်နီမွန်ထွက်မယ်သတင်းကတဟုန်ချင်းဟိုလီကြော်ကြော်ပြန့်နှံ့ခဲ့ပြီးလူစိတ်ဝင်စားစရာဖြစ်လာခဲ့တာပေါ့ ဒါပေမဲ့ချမ်းမိမီကိုရောဇနီးမောင်နှံကလကပါလဲမသွားဖြစ်ခဲ့တယ်လို့ချမ်းမိမီကိုရဲ့ခင်မွန်းတဲ့ဥဆိုးထွန်းရှိန်ကလည်းနိုင်ငံတော်အခွန်မဆောင်တဲ့ဖြစ်တန်းနဲ့အိမ်တောင်သက်အနေငယ်အတွင်းမှာဖမ်းဆီးခံခဲ့ရတာပါ။ဒါကြောင့်ချမ်းမိမီကိုကလည်းခရိုနီတထေးကြီးကိုရယူခဲ့ပေမဲ့တထေးမကြီးဘဝကိုကြကြရှည်မခံစားခဲ့ရပါဘူး။ ရုတ်တရက်ကံကြမ္မာအလှည့်ပြောင်းကြောင့်တထေးမကြီးဘဝကိုရေရှည်မခံစားခဲ့ရတဲ့လုံးမင်းသမီးလည်းပြန်မလုံနိုင်တော့တာကြောင့်တောရွာလေးတရွာမှာသာတမန်အမျိုးသမီးဘဝနဲ့ရပ်တည်နေထိုင်ခဲ့ရတာပေါ့ချမ်းမိမီကိုကကလေးနှစ်ယောက်အမေ single mom ဖြစ်နေဘဝကိုအေးချမ်းတည်ငြိမ်စွာရပ်တည်နေခဲ့ပြီးဘဝရဲ့ငြိမ်းချမ်းရာအစစ်ဖြစ်တဲ့တရားဘာဝနာတွေကိုလည်းစောင့်တည်ပွားများနေခဲ့တာပေါ့အနည်းပညာလောကနဲ့ဝေးကွာရာရှုပ်ထွေးလာတဲ့လူမှုဘဝတွေနဲ့ဝေးကွာရာခြေလက်ဒေသမှာချမ်းမိမီကိုကကလေးနှစ်ယောက်နဲ့ဘဝကိုအေးချမ်းချမ်းဆံမြုပ်နေခဲ့တာကြောင့်ဖြစ်တာကြောင့် ပရိသတ်တွေနဲ့လည်းအဆက်ပြတ်နေခဲ့ရပါတယ်ခုနတလုံးမှာချမ်းမိမီကိုနဲ့သူ့ရဲ့ကလေးနှစ်ယောက်တို့ရဲ့ဓပုံလေးတပုံကအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ပြီးချမ်းမိမီကိုရဲ့သတင်းကလည်းလူစိတ်ဝင်စားမှုပိုများလာတာဖြစ်ပါတယ်ဓပုံတဲမှာချမ်းမမီကိုရဲ့အသွင်ပြင်းပုံစံတွေကတချိန်ကနမဲကြီးခဲ့တဲ့မင်းသမီးတလက်ရဲ့ဂုံအရှင်ဝါတွေလည်းပျောက်ကွယ်နေခဲ့သလုံးတထေးမချေတူအသွင်ပြင်းလည်းမရှိနေတော့ပါဘူး။တာမန်လူတန်းဆောင်ချင်းတွေကကလေးမိခင်အသွင်သာရှိတော့ပြီးဘလို့ပကသနာမှမတွေ့ရတော့တာဖြစ်ပါတယ်။ ဒါကြောင့်ချမ်းမိမိကိုရဲ့ပြည်သက်တချို့ကတော့သူတို့အားပေးခဲ့တဲ့မင်းသမီးလေးရဲ့ဘဝအချို့ကိုပြောင်းလဲရီကိုမြင်ရတဲ့အခါမှာစိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။အချင်းကချမ်းသာကြွားဝခဲ့သလားအခုချိန်မှာတော့ကလေးနှစ်ယောက်မိခင် single mom ဖြစ်နေတာမှန်အချင်းနေမှာသာရက်တည်နေတာကုန်နှမျောတတလည်းဖြစ်နေကြပါတယ်။တကယ်တော့ချမ်းမိမိကိုကဒီလိုအချင်းနေမျိုးမသားနေချင်းတော့သူဖြစ်ပြီးအချင်းရအစ်စ်ကိုလည်းရှာတွေ့သွားသူဖြစ်ပါတယ်။တချင်ကရုပ်ရည်တွေအလှကုန်တွေကြံသေးပေမဲ့ရှော်ထွေးလာတဲ့အနုပညာလောကတွေကိုလည်းပြတ်မဝင်ချင်တော့ပါဘူး။သူမရဲ့သားလေးတွေနဲ့ပဲဖခင်တရားကုသို့ တွေလှုပ်ဆောင်ရင်ဘဝကိုဖြတ်သန်းခြင်းတော့တာပေါ့ချမ်းမိမိကိုကြုံတွေ့ခဲ့ရတဲ့လောကဒဏ်တွေကပြင်းထန်လွန်းလာကြအောင်ခံနိုင်ရရှိစေဖို့တရားရည်အမြိုက်စေးကိုရှာဖွေခဲ့ရတာဖြစ်ပါတယ် ဒါကြောင့်အခုချိန်မှာတော့ချမ်းမီမီကိုကတကယ်ကိုအေးချမ်းလာတဲ့ဘဝလေးကိုပိုင်ဆိုင်ထားနိုင်ကြရလဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောလာကဘာကိုဟန်နီမွန်သွားမယ့်အထိချမ်းသာခဲ့ပေမဲ့တာမန်ဂျင်းလက်တော်ရလေးမှတောင်းဘဝကိုအေးအေးဆေးဆေးဖြတ်တန်းနေရတဲ့ချမ်းမီမီကိုဘုံအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆလပီ celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။